ကျွန်တော်ကတော့အထွေထွေတခုသမားတော့ဒေါက်တာမိုးအောင်ကျော်နိုင်ဖြစ်ပါတယ်။ဒီနေ့မှာတော့ migraine လို့ခေါ်တဲ့နာတာရှည်ခေါင်းတစ်ချမ်းကိုက်ယောဂနဲ့ပတ်သက်တဲ့ကျန်းမာရေးပူးတူတာတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ migraine လို့ခေါ်တဲ့ဒီနာတာရှည်ခေါင်းတစ်ချမ်းကိုက်ယောဂဟာခေါင်းရဲ့တစ်ဖက်တစ်ချမ်းမှာဒီသွေးခုန်နှုန်းနဲ့အညီစီးချက်မှန်မှန် တဒုံဒုံနဲ့ထိုးပြီးတော့ကိုက်တယ်เนาะအဲ့ဒီခေါင်းကိုက်ခြင်းဟာပြို့ခြင်းမျက်စိစူးခြင်းတို့နဲ့တွဲဖက်ပြီးတွေ့ရတယ်ဆိုလို့ရှိရင်ဒါမိုက်ဂရိန်းယောဂဖြစ်နိုင်တယ်လို့သတ်မှတ်ကြပါတယ်ပေါ့။ဆိုတော့အဲ့တော့မိုက်ဂရိန်းကြောင့်ဖြစ်တဲ့ခေါင်းကိုက်ခြင်းဟာဆိုလို့ရှိရင်အလင်းနဲ့အတန်ကြောင့်ခေါင်းကိုက်ခြင်းဟာပိုဆိုးတာကိုတွေ့ရတယ်။နောက်ကိုက်တဲ့အခါမှာလည်းတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်တဲ့အခါမှာဒါမျိုးခေါင်းကိုက်ခြင်းဟာတသက်မှာတစ်ခါဆိုသလိုအပြင်းထန်ဆုံးနာကျင်ကိုက်ခဲခြင်းဆိုပြီးဝေဒနာတွေပြောကြလေးရှိပါတယ်။ ဲ့တော့ဒီလိုခေါင်းကိုက်ခြင်းဟာဆိုလို့ရှိရင်၄နာရီကနေငယ်ရွေးစေကုသမှုမခံယူဘူးဆိုရင်82နာရီအထိကိုကြာမြင့်နိုင်ပါတယ်နောက်တစ်ခုကတော့ခေါင်းတစ်ချက်ကိုက်ယောဂါဆိုပေမဲ့ခေါင်းတစ်ခုလုံးလည်းဖြစ်နိုင်တယ်လို့နှစ်ဖူးတို့နောက်စီတို့နောက်တစ်ခါနှစ်ထင်ဘက်မှာ ကွက်ပြီးတော့လေထိုးထိုးပြီးကိုက်တတ်ပါတယ်သူရဲ့ပင်မအခြေခံချက်ကတော့ဒီဒီသွေးခုန်နှုံးနဲ့အညီတဒုတ်တုတ်နဲ့ထိုးပြီးတော့ ကြိုက်တာကိုဆရာတို့ migraine လို့ခေါ်တယ်။နာတာရှည်ကောင်းတစ်ချက်ကြိုက်ယောဂါရဲ့လက္ခဏာဖြစ်ပါတယ်။ဒီ migraine ယောဂါကဘာကြောင့်ဖြစ်ရလဲဆိုတော့တိတိကျကျအခုထိရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။ဒါပေမဲ့ဒီသိပ္ပံပညာရှင်များမှန်းဆတာတော့ဒီလူမာပါတဲ့မျိုးရိုးဗီဇာနဲ့ပတ်ဝန်းကျင်ဆိုင်ရာအချက်လက်တွေเนาะဒီနှစ်ခုပေါင်းစုံတဲ့အခါမှာ ဒီခေါင်းကိုက်ယောဂဖြစ်လာတယ်ပေါ့နော်အဲ့တော့သူတို့တေချာလေးလာကြည့်တဲ့အခါမှာဒီအုံနောက်အတွင်းမှာရှိတဲ့ဒီတုံ့ပြန်မှုလွန်ခဲ့တာပေါ့နော်ဆိုတော့ဒီအုံနောက်ရဲ့လုံဆောင်ချက်တွေပုံမှန်ဖြစ်တယ်နောက်တစ်ခါဒီအုံနောက်အတွင်းမှာရှိတဲ့ neuro transmitter လို့ခေါ်တဲ့ဒီဓာတုပစ္စည်းတွေလုံဆောင်ချက်တွေပုံမှန်ဖြစ်တယ်အုံနောက်အတွင်းမှာတစ်ခုနဲ့တစ်ခုဆက်သွယ်တဲ့အာယုံကြောလမ်းကြောင်းတွေနောက်တစ်ခါအချက်ပြတ်စနစ်တွေအဲ့ဒီမှာပုံမှန်ဖြစ်တယ်ဖြစ်တဲ့အခါမှာနောက်တစ်ချက်ကတော့ဒီသွေးပြန်ကြောသွေးလွှတ်ကြော ဘုံနောက်တွင်မှရှိတဲ့သွေးလွှတ်ကြောတွေသွေးပြန်ကြောတွေကျယ်ပြန့်လာတဲ့အခါမှာခုနပြောတဲ့ migraine ခေါင်းကိုက်တဲ့လက္ခဏာတွေခံစားရလေရှိတယ်ဆိုပြီးတော့သူတို့တွေ့ရှိထားကြတယ်ပေါ့နော်ဆိုတော့ဒီလိုနာတာရှိခေါင်းတစ်ချမ်းကိုက်ယောဂါကဒါဆိုလို့ရှိရင်ဗီဇလိုက်တဲ့အခါမှာဘလို့လူတွေမှာဖြစ်နိုင်ခြင်းများလဲပေါ့နော်အဲ့တော့ဖြစ်နိုင်ခြင်းများလဲဆိုပြီးလေ့လာတဲ့အခါမှာတော့နံပါတ်1ကတော့မိသားစုရာဆိုရင်ရှိတဲ့သူတွေမှာဒါဒီလိုခေါင်းကိုက်ယောဂါတွေဖြစ်နိုင်တယ်နောက်တစ်ခါ အသက်အရွယ်ရပြောမယ်ဆိုရင်အသက်20ကျော်30ကျော်မှာအဲ့ဒီအရွယ်မှာအဖြစ်အများဆုံးဖြစ်ပြီးအသက်ကြီးလာတာနဲ့များတဖြည်းဖြည်းရောကျသွားတာတွေ့ရတယ်။မျိုးသားနဲ့မျိုးသမီးကိုကြည့်မယ်ဆိုရင်မျိုးသမီးတွေကအမျိုးသားတွေထက်ကို3ဆလောက်ပိုပြီးတော့ဒီ migraine ရောဂါဖြစ်နိုင်ခြင်းများတာကိုတွေ့ရတယ်။အဓိကအဖြစ်တော့ဒီဟော်မုန်းပြောင်းလဲခန္ဓာကိုယ်မှာဟော်မုန်းပြောင်းလဲဖြစ်တဲ့အချိန်မှာဒါကောင်းကြိုက်တာတွေခံစားရတယ်လို့ပြောပါတယ်။အဲ့တော့ဒီလူအပြိုပေါ်ဝင်တဲ့အချိန်နောက်တခါသွေး လာစဉ်သွေးပုံမှန်ပေါ်တဲ့အချိန်တွေကိုဝန်ဆောင်တဲ့အချိန်တွေမှာဆိုလို့ရှိရင်ဒီ migraine ခေါင်းကိုက်ယောဂါကိုပို့ပြီးခံစားလေးရှိတယ်။ဒါကိုကျွန်တော်တို့က risk factor ပေါ့ဖြစ်နိုင်ခြေများတဲ့သူတွေသူတို့စီမှာပို့ပြီးဖြစ်နိုင်တယ်။နောက်တစ်ခုကဖြစ်နိုင်ခြေများတဲ့လူတွေမှာမှဖြစ်စေတဲ့အကြောင်းရင်းတွေကိုသူတို့ triggers လို့ခေါ်ပါတယ်။ဆိုတော့အဲ့လိုလူတွေမှာလူတိုင်းဖြစ်သလားဆိုတော့လူတိုင်းလည်းမဖြစ်ဘူးပေါ့နော်။အဲ့တော့ဖြစ်မှုတဲ့သူတွေမှာလည်းခုန trigger လို့ခေါ်တဲ့အကြောင်းတရားတွေဝင်လာတယ်ဆိုလို့ရှိရင်ဒီခေါင်းကိုက်ယောဂါကိုခံစားလေးရှိတယ်။ အဲ့ဒါတွေကိုလေ့လာတဲ့အခါမှာရှေ့မှာကျွန်တော်တို့ပြောခဲ့တယ်ဒီဟော်မုန်းပြောင်းလဲဖြစ်တဲ့သူတွေပေါ့နော်အဲ့တော့ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်အပြိုပေါ်ဝင်တဲ့အချိန်နောက်တခါလာစဉ်သွေးပေါ်ကန်ဒီအချိန်တွေကိုယ်ဝန်ဆောင်တဲ့အချိန်သွေးဆုံတဲ့အချိန်တွေမှာဒီလိုကောင်းကွက်တာပို့ပြီးခံစားရတယ်။နောက်တစ်ခုကတော့ယာတိဥရုအဲ့တော့ယာတိဥရုအပြောင်းလဲပူလိုက်အေးလိုက်ဖြစ်တဲ့အချိန်မှာဒါမျိုးတွေခံစားရတာတွေတွေ့တယ်ပေါ့နော်။နောက်တစ်ခုကတော့ဒီ lifestyle နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်။ lifestyle နဲ့ပတ်သက်တာဆိုရင်ဆရာတို့အစားအသောက် အနေထိုင်နေပေါ့တော့အစားအသောက်ထဲမှာဆိုလို့ရှိရင်ဒီ yellow cheese နောက်တကားချောကလက်တွေနောက်စီသကြားကြာရှည်ကန်အစားအသောက်နဲ့လုပ်ထားတဲ့ဟာတွေစားအငံများတဲ့စားထပ်ပမာဏများတဲ့ဟာတွေနောက် food additives လို့ခေါ်တဲ့အစားအသောက်ထဲမှာထပ်ဖြည့်ထားတဲ့ chemical ဓာတုပစ္စည်းတွေကြောင့်လည်းပဲခေါင်းကိုက်တာကိုတွေ့ရတယ်နောက်တကားအရက်ဝါရီတို့နော်နောက်တကားဆေးလိပ်ဒီလိုတောက်သုံးတဲ့ချိန်တွေမှာလည်း ခေါင်းပုံခိုက်တာလေးတွေ့ရတယ်။နောက်အေးရပြက်တာတို့အိတ်မပြော်တာတို့เนาะအဲ့တော့အဲ့ဒီအချိန်မှာလည်းတွေ့ရတယ်။နောက်စိတ်ဖိစီးမှုများခြင်းစိတ်ဖိစီးမှုများရင်လည်းဒီမိုက်ဂရိန်းကောက်ကိုက်ခြင်းကို ဖြစ်စေနိုင်တာလေးတွေ့ရတယ်ပေါ့เนาะ။ဆိုတော့ဒီဟာတွေကိုဆရာတို့အနေနဲ့ကဒါ triggers လို့ခေါ်တာပေါ့ဆိုတော့အဲ့တော့ဖြစ်နိုင်နေကြများတဲ့လူတွေမှာဒီလိုချက်လက်တွေနဲ့ပေါင်းစုံပြီးလို့ရှိရင်ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်းကိုသူတို့အနေနဲ့ခံစားလေးရှိပါတယ်။နာတာရှိခေါင်းနှချမ်းကိုက်တဲ့လူက sensory stimuli လို့ခေါ်တာပေါ့เนาะ။ မျက်စိကနေအလင်းနေညားတာတွေဝင်တာတွေနောက်တစ်ခါနားမှာဆိုလို့ရှိရင်အတန်ကျဲကျဲစူးစူးရှာရှာကြားလိုက်ရတာတွေနှာခေါင်းမှာဆိုအနံ့စူးစူးတွေဆေးလေးငွေနဲ့တုပ်ဆေးနဲ့ဆိုတော့ဒါမျိုးပြင်းပြင်းရှူမိရဲအနံ့ရတဲ့အချိန်တွေမှာပဲပဲသူတို့မှာခေါင်းကိုက်တာကိုခံစားလေးရှိတယ်။ဆေးဝါးရီနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီမျိုးသမီးတွေတောက်သုံးတဲ့ OCP လို့ခေါ်တဲ့ဒီကိုဝန်တရေ တားဆီးတွေနောက်တစ်ခါ nitrate လို့ခေါ်တဲ့နှလုံးယောဂမှာအသုံးပြုတဲ့ဆီးတွေအားလည်းပဲတချို့လူတွေမှာနာတာရှည်ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တာတွေ့ရပါတယ် migraine နာတာရှည်ခေါင်းနှချမ်းကိုက်ယောဂကိုကုသတဲ့နေရာမှာဆရာတို့အဓိကအားဖြင့်ဆေးဝါးတွေအနည်းအုပ်စုရှိပါတယ်ပထမတုပ်စုကတော့ဒီခေါင်းကိုက်တဲ့အချိန်မှာတက်တာအောင်ကုသပေးတဲ့ဆေးတွေနဲ့ နောက်တုပ်စုကတော့ဒီနာတာရှိခေါင်းနှစ်ချမ်းကပ်ယောဂမဖြစ်အောင်ကာကွယ်ပြီးတော့ကြိုတင်ပေးရတဲ့ဆေးများအုပ်စုဆိုပြီးနခုရှိပါတယ်ပေါ့နော်ဆိုတော့ဒီဆေးတွေသုံးဆွဲခြင်းအပြင်ဒီ migraine ခေါင်းကိုက်တဲ့အချိန်အတွက်နဲ့ပြင်းထန်မှုတွေကိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့လက်တလောခေါင်းကိုက်တဲ့အချိန်မှာတောင်းအမယ်ဆေးတွေကတော့တန်မှန်အကပ်ခဲပျောက်ဆေးဝါးတွေပေါ့နော်အဲ့ထဲမှာ paracetamol နဲ့ဂျန်နဲ့ NSAID လို့ခေါ်တဲ့ဆေးဝါးအုပ်စုတွေပါပါတယ်ပေါ့နော်အဲ့ထဲမှာ aspirin တို့နောက်တကား ibuprofen naproxen ဆိုတဲ့အကိုက်ခဲပျောက်စေးတွေကိုအဲတောက်သုံးလို့ရပါတယ်ပေါ့နော်အဲ့တော့တစ်ခုချင်းစီတော့လကောင်နောက်တကားဒီ caffeine နဲ့ပေါင်းပြီးတော့တော့လကောင်ဆေးဝါးတွေထုတ်လုပ်ထားတာတွေရှိပါတယ်ဆိုတော့ဒီဆေးဝါးမျိုးတွေကိုသုံးဆွဲလို့ရပါတယ်နောက်တစ်ခုကတော့ဒီပြင်းပြင်းထန်ထန်ကိုက်ခဲမယ်ဆိုရင်တော့ဆရာဝန်နေစီသွားမယ်ဆိုရင် triptan လို့ခေါ်တဲ့အုပ်စုဝင်နေတောက်ဆေးဝါးတွေကိုဟိုပေးပြီးတော့ခုသလေးရှိပါတယ်နောက်တစ်ခုကတော့ဒီ migraine ယောဂနဲ့တွဲပြီးတော့ ဒီပြိုခြင်းအံ့ခြင်းတွေတွေ့ရတဲ့အတွက်ကြောင့်မလို့အပြိုအံပျောက်တဲ့ဆေးတွေပေါ့နော်အဲ့တော့မက်တိုဂရိုပမိုက်တို့လိုဆေးတွေကိုလည်းအဲတွဲဖက်ပြီးတော့သုံးဆွဲလို့ရပါတယ်နောက်ဆုံးမော်ဒီနေကတော့ဒီနှာခေါင်းထဲမှာဖြန်းတဲ့ဆေးတွေနောက်တစ်ခါခေါင်းကိုက်ဆင်မှာတက်တအောင်ရေပြားအောက်ကိုထိုးသွင်းတဲ့ဆေးတွေလည်းပေါ်နေပြီဖြစ်ပါတယ်ရေကြီးဆုံးကတော့ခေါင်းကိုက်တဲ့အချိန်မှာတမန်အကိုက်ခဲပျောက်ဆေးတွေနဲ့ခေါင်းကိုက်တက်တအောင်လုပ်ရမှာဖြစ်ပါတယ် အဲ့တော့ရေရှည်အတွက်ကတော့နောက်တစ်ကြိမ်မဖြစ်အောင်ကာကွယ်တဲ့နေရာမှာတော့ဈေးဝတဲ့ဆိုရင်ဈေးဝမတိုင်ခင် လုပ်တင်တာတော့ lifestyle modification ပေါ့နော်ဒီခေါင်းကောင်းအေးရမယ်အစားအသောက်မှာခေါင်းကိုက်စီနိုင်တဲ့အစားအသောက်တွေကိုရှောင်ကျဉ်ရမယ်စိတ်ဖြစ်စီမှုလျှော့ချမယ်ဒါတွေကတော့ရေရှည်တစ်သက်လုံးပြုလုပ်ခြင်းအပြင်ဒီ migraine ရောဂါနောက်တစ်ခေါက်မဖြစ်အောင်ကာကွယ်နိုင်မယ်ပေါ့နော် တော့ aspirin ကိုကိုက်ခဲပြောက်ဖို့ဆိုလို့ရှိရင်တော့250ကနေ300 mg ပါဝင်တဲ့ဆေးလုံးနေနဲ့တောက်သုံးလို့ရပါတယ်ပေါ့နော်။ဆိုတော့ caffeine ကလည်းပမာဏနည်းနည်းသုံးဆွဲမယ်ဆိုလို့ရှိရင် migraine ကောက်ကိုက်ခြင်းကိုတတ်တာစီတယ်ပေါ့။နော်သူ့ရဲ့ effect ကြောင့်မလို့ပဲဆရာတို့က migraine မှာဒီ aspirin နဲ့ caffeine ပေါင်းထားတဲ့ဆေးဝါးတွေရှိလို့ရှိရင်လည်း migraine တက်ကိုရောကြနိုင်တာတွေ့ရပါတယ်။အော် aspirin ဆေးဝါးတော့ဒီကြိုက်ခဲပြောက်ဆေးအုပ်စုဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့အစာမရှိပဲစားမယ်ဆိုလို့ရှင်တော့အစာရင်ကိုထိခိုက်တယ် ါเนาะဒါကြောင့်ပုံမှန်အစာရင်ယောဂမရှိတဲ့သူတွေမှာ အစာစားပြီးလို့ဒီ aspirin တစ်လုံးတောက်လိုက်ရုံနဲ့အစာရင်ထိခိုက်မှုပမာဏအလွန်နည်းပါတယ်ပေါ့เนาะအကယ်၍များအစာရင်ယောဂအခန့်ရှိတဲ့သူဆိုရင်တော့ဒီ endosit လို့ခေါ်တဲ့ဆေးဝါးလေးတွေနောက်တစ်ခါ PPI လို့ခေါ်တဲ့ဆေးဝါးတွေတောက်သုံးပြီးမှ aspirin တောက်လို့ရှိရင်တော့ဆရာတို့အစာရင်ကိုထိခိုက်တာကိုကာကွယ်ပေးနိုင်မှာဖြစ်ပါ ာတာရှိခေါင်းတစ်ချမ်းကြိုက်တဲ့သူတွေမှာဆိုလို့ရှိရင်လေးလာကြည့်တဲ့အခါမှာအဆင့်၄ဆင့်အနေနဲ့တွေ့ရတယ်ပေါ့နော်အဲ့တော့ပထမအဆင့်မှာကတော့သူတို့ prodroma လို့ခေါ်တယ်ဒီပြင်းပြင်းထန်ထန်ခေါင်းကပ်ခြင်းမဖြစ်မီတရက်နှစ်ရက်လောက်ကစပြီးသူတို့မှာအပြောင်းလဲလေးဖြစ်တယ်အဓိကအပြင်တော့စိတ်အပြောင်းလဲပေါ့စိတ်မကြည်မသားကြီးဘာကြောင့်မှမသိပဲစိတ်မပြောမရှင်ဖြစ်တယ်ဝမ်းနည်းသလိုဖြစ်တယ်တချို့တွေမှာတော့အကြောင်းရင်းမရှိဘဲနဲ့ပြောသလိုလိုဒါမျိုးလေးတွေစိတ်ပိုင်းဆိုင်ရာပြောင်းလဲလေးရှိတယ် ောက်တစ်ခုကတော့ဒီအစာစားခြင်းစိတ်များတယ်နောက်တစ်ခါဝန်းချုပ်တတ်တယ်စီးမကြခဏသွားတယ်လေဘင်းတောင့်တင်းတယ်နောက်တစ်ခါလူနှုံးသလိုခံစားရတယ်เนาะအဲ့တော့ဒီလိုလက္ခဏာလေးတွေဟာခေါင်းကိုက်ခြင်းမဖြစ်ခင်မှာတရက်နှစ်ရက်ကြိုပြီးခံစားရတယ်အဲ့တော့ခေါင်းမကိုက်ခင်ဒီ9မိနစ်နဲ့မိနစ်20အတွင်းမှာဆိုရင်တော့တိတိတသာပို့ပြီးခံစားရတဲ့အချက်ကလေးရှိတယ်အဲ့ဒါတွေကတော့ဒီမျက်စိ ဘိုင်းဆိုင်ရာအမြင်ပိုင်းဆိုင်ရာပေါ့နော်မျက်စိထဲမှာလင်းလင်းလက်လက်လေးဖြစ်လာတယ်မျက်စိပြာသွားတယ်တခါတလေဒီစက္ကန့်ပိုင်းလောက်မျက်စိမမြင်ဘူးဒါမျိုးလေးတွေဖြစ်တတ်တယ်ပြီးတဲ့အခါစကားပြောရတာနည်းနည်းခက်တယ်လို့လို့ဖြစ်တယ်နော်ဆိုတော့ဒါလေးတွေကဒီ9မိနစ်နဲ့မိနစ်20အတွင်းမှာခံစားရတာပေါ့နော်တချို့တွေမှာဆိုရင်တော့ဒီလက်ဖျားခြေဖျားလေးတွေကိုစူးနဲ့ထူးသလိုကျင်ပြီးတော့စူးတူးတူးလေးတွေဖြစ်တယ်ဒါက ခေါင်းကြီးကြီးကျယ်ကျယ်မကိုက်ခင်5မိနစ်ကနေမိနစ်20အတွင်းမှာဒါမျိုးလေးတွေဖြစ်တယ်အဲ့ဒါကို aura လို့ခေါ်တာပေါ့နော်ပြီးတဲ့အခါမှာခေါင်းကိုက်ခြင်းစတင်တယ်ခေါင်းကိုက်ခြင်းကအများစုကတော့6နာရီကနေ82နာရီเนาะအဲ့တော့3ရက်လောက်ထိကိုကြာမြင့်နိုင်တယ်ပေါ့နော်စေကူသားမှုခံယူမယ်ဆိုရင်တော့အဲစောစောစီစီတက်တာသွားမျိုးတွေလည်းရှိတယ်အဲ့တော့ခေါင်းကိုက်တဲ့အခါကျတော့ရှေ့မှာဆရာတို့ပြောခဲ့သလိုခေါင်းတစ်ချမ်းဟာဆိုလို့ရှိရင်ဒီသွေးကုန်လုံးနဲ့စီးချက်အညီတဒုတ်ဒုတ်နဲ့ထိုးပြီးပြင်းပြင်းထန်ထန်ကြိုက်ခဲတယ် ြို့တယ်နောက်တခါဒီအလင်းဒါမျက်စိစူးတယ်လို့ခေါ်တာပေါ့နော်တချို့တွေမှာတော့ဒီပြို့တာနေအန်နေတိဖြစ်တယ်ခေါင်းမူးတယ်အဲ့လိုခေါင်းကိုက်နေတဲ့အချိန်မှာဘာလုံးမှမလုတ်ချင်ဘူးလုံးနိုင်တဲ့ဆွမ်းအားလည်းမရှိဘူးပေါ့နော်အဲ့ဒါ၄နာရီကနေ82နာရီထိကြာမြင့်နိုင်တယ်82နာရီကျော်သွားတဲ့အခါမှာကျတော့ခေါင်းကိုက်တာတက်တာပြောင်းကွင်းသွားတဲ့အချိန်နေပေါ့အဲ့ဒီအချိန်နေမှာလည်းသူတို့မှဘာဒီဆက်ဖြစ်တတ်လဲဆိုတော့နှုံးပြီးတော့မလုတ်ချင်မကင်ဖြစ်ပြီး ကြံခဲ့တတ်တယ်စိတ်ကအပြောင်းလဲဖြစ်တယ်နော်စိတ်ပြောင်းလဲမှာတော့တစ်ဖက်ကတော့စိတ်ညစ်စိတ်ရှုပ်ပြီးတော့လုံမလုံနိုင်တာတစ်ဖက်ပေါ့တစ်ဖက်ပါတော့ဒီပျော်သလိုလိုနဲ့လွင့်မျောသလိုလိုလူကအဲ့လိုမျိုးလေးခံစားရတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါကတော့တရက်နှစ်ရက်လောက်ဆိုရင်အဲ့လိုခံစားပြီးတဲ့အခါမှာပုံမှန်အခြေအနေပြန်ဖြစ်လာတယ်ဆိုတော့ဒါတာရှိကောင်းတစ်ချမ်းကိုက်မိုက်ဂရိန်းရဲ့ခေါင်းကိုက်တဲ့အဆင့်မျိုးဆိုတော့လက္ခဏာတွေကိုအဆင့်၄ဆင့်အနည်းနဲ့သတ်မှတ်ထားတာရှိတယ်ဆိုတော့အများစုကတော့ဒီအဆင့်တိုင်းပဲသွားပါတယ် သူသဖြင့်တော့ဆရာတို့ကခေါင်းကိုက်တဲ့အချိန်မှာတတ်တာအောင်မယ်အဓိကအဲကုသမှုတွေပေးရတာဖြစ်ပါတယ်နာတာရှိခေါင်းတစ်ချမ်းကိုက်ယောဂါကိုပိုဆိုးနေတဲ့နေထိုင် စားသောက်မှု ပုံစံတွေရှိပါတယ်အဲတော့စားသောက်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့အရက်ဆေးလိပ်ဝိုင်းအဲဒါကေဖင်းကိုလာပေါ့အဲ့ဒါတွေကိုအလွန်ကျွံသုံးဆွဲမယ်ဆိုလို့ရှိရင်တော့ ီ migraine အခံရှိတဲ့သူတွေမှာ ခေါင်းကိုက်တာတွေတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဈေးတကြားအချိုမုံနောက်ကြာရှည်ခံလုပ်ထားတဲ့အစာတောက်တွေနောက်တစ်ခါအငံတက်လွန်ခဲ့တဲ့အစာတွေလည်းပဲခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။နောက်တစ်ခါအေးရေးပြက်တာ နောက်တစ်ခါအေးရေးမဝတာအိတ်ချိန်မမှန်တာတွေကလည်းဒီပိုဆိုးစေနိုင်တဲ့အထက်မှာပါပါတယ်။နောက်တစ်ခါအရေးကြီးဆုံးကတော့စိတ်ဖိစီးမှုများတဲ့နေထိုင်မှုပုံစံတွေအရလည်းပဲစိတ်ပူပင်သောကများစိတ်ဖိစီးမှုများရင်လည်းဒါအ ်ခေါင်းကိုက်တာဖြစ်စီနိုင်ပါတယ်။ဟုတ်ဒါကြောင့်မလို့ဒီ healthy lifestyle ကျန်းမာရေးနေထိုင်မှုပုံစံနဲ့ဒီနေထိုင်စားသောက်မယ်ဆိုရင်ဒီ migraine attack ကိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ခေါင်းတချမ်းကိုက်ဖြစ်နေတဲ့အချိန်မှာဒီအလင်းနဲ့အတန်ကခေါင်းကိုက်ခြင်းကိုပိုဆိုးစေတဲ့အတွက်ကြောင့်မလို့ဒီမှောင်တဲ့နေရာပေါ့နော်မှောင်တဲ့နေရာတိတ်ဆိတ်တဲ့နေရာမှာအဲတိတ်တိတ်ဆိတ်ဆိတ်လှဲလျောင်းပြီးတော့ အိတ်အိတ်ဆက်နိုင်လို့ရှိရင်တော့ဒါအကောင်းဆုံးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနီးနဲ့အနားယူဖို့လိုတယ်နောက်တစ်ခုကတော့ရေကိုပုံမှန်ထက်ပိုတောက်ပြရမယ်ပေါ့နော်ရေများများတောက်ရမယ်နောက်တစ်ခါကေဖိန်းပါတဲ့ချိုရေကိုလာရေလေးနည်းနည်းတောက်ပြလို့ရတယ်သူကသူကနည်းနည်းတောက်လို့ရှိရင်တော့အဲခေါင်းကြိုက်တာကိုရော့ကြစေပြီးတော့များလို့ရှိရင်ပိုဆိုးစေတယ်ဒါကြောင့်မလို့ဟိုပမာဏမများဖို့တော့ဂယူဆိုင်ဖို့လိုတယ် နောက်တစ်ခါတော့ဒီခေါင်းကိုက်တက်တာဖို့အတွက်နီးတနည်းကတော့ဗာလဲဆိုရင်ခေါင်းနဲ့လေပင်မှာရေခဲအိတ်တင်ပြီးကတ်ပေးလို့ရှိရင်လည်းခေါင်းကိုက်တာတက်တာစေနိုင်တယ်။အဲ့တော့ရေခဲကတ်ထားလို့ရှိရင်ဒီအာုံကြောတွေကထုံနေတဲ့အခါကျတော့ဒီနာကျင်မှုဝေဒနာတွေရော့ပါစေရပေါ့နော်။တချို့တွေကတော့ဒီရေနွေးအိတ်ကတ်လို့ရှိရင်တော့ကြွက်သားတွေရော့ပြီးတော့ဒီဖြေလျော့ပြီးတော့တက်တာတာတွေ့တယ်လို့ပြောတယ်။ဒါတော့ ရေခဲကတ်တာတော့ပူပြီးကောင်းမွန်နေဆိုပြီးတွေ့ရှိထားတဲ့အတွက်အဲ့တော့အစာတောက်ဆိုရင်တော့ဒီကောင်းကိုက်နေစင်မှာတော့အစာပြော့ပြော့စားတဲ့ငါးတို့အသီးရွက်တို့ကိုပူစားပေးပြီးတော့အဲစားတောက်တဲ့ပေါ့နော်နောက်တစ်ခုကတော့စိတ်အေးထားဖို့လိုတယ်ပေါ့နော်အဲ့တော့ကောင်းကိုက်တဲ့ချိန်မှာဟိုဘာမှထွေထူးမတွေးပဲနဲ့စိတ်အေးထားပြီးတော့အနားယူလိုက်လို့ရှိရင်ဒီကောင်းကိုက်တာမြန်မြန်ပျောက်တယ် ဟုတ်ဘဲနဲ့စိတ်ပူပြီးတော့လှုပ်ရှားနေများတဲ့စိတ်ဖိစီးမှုတွေဆက်ရှိနေတယ်ဆိုရင်လည်းဒီကောင်းကိုက်ဝေဒနာကြာနိုင်တယ်ပေါ့နော်အဲ့တော့ရေရှည်မှာဆိုရင်တော့တက်တာအောင်ဆိုလို့ရှိရင်တော့ဒီကိုလေးချိန်ထိန်းတာတို့ဒီချိန်ကလှုပ်တာတို့ကတော့နောက်ပိုင်းဆက်ပြီးတော့လှုပ်သွားဖို့လိုအပ်နိုင်ပါတယ်မိုင်ဂရိန်းကောင်းတဲ့ချမ်းကဲ့ယောဂါတခါဖြစ်ပြီးဆိုရင်တော့နောက်ပိုင်းမှာဖြစ်နိုင်ကြည် ပိုများတယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်တဲ့အကြောင်းတရားတွေလည်းရှေ့မှာဆရာတို့ပြောတဲ့ထဲမှာပါခဲ့ပြီးပြီပေါ့နော်ဆိုတော့ဒီ triggers လို့ခေါ်တဲ့သူ့ကိုခေါင်းခိုက်စေနိုင်တဲ့အကြောင်းတရားတွေရှောင်အောင်မယ်အဲ့တော့ချုပ်ပြီးပြန်ပြောမယ်ဆိုရင်တော့ healthy lifestyle ပါပဲနော်အဲ့တော့ဒီစားတောက်ညီညွတ်မြတ်တာအောင်စားတောက်မယ်ပုံမှန်လေးကျင့်ခန်းလေးတွေလုပ်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကျင့်ကိုအဲထိမ့်သိမ်းထားတယ်အဲ့ဒီမှာရေးကြည့်တာကတော့ဒီအေးအေးဝဝအေးပို့အိတ်ချိတ်မှန်မှန်ထားဖို့အိတ်ချိတ်မှန်မှန်ထားဖို့ရေအေးအေးဝဝအေးမယ် စိတ်ဖိစီးမှုလျှော့ချထားမယ်ဆိုလို့ရှိရင်နောက်ပိုင်းဒီနာတာရှည်ကောင်းတချိုက်ခံစားတာအလွန်နှဲသွားတဲ့လူနာတွေလည်းအများကြီးတွေ့ပူပါတယ်။ဒါကြောင့်မလို့ဒီနာတာရှည်ကောင်းတချိုက်ကိုက်ခံစားတဲ့ဝေဒနာတွေနေနဲ့တသက်လုံးဒီကောင်းကိုက်တာကြီးကိုအဲခံစားသွားမှာလားပို့ပို့ပြီးဆိုးလာမှာလားဆိုပြီးတော့စိုးရိမ်မှုတွေရှိနေဒါတွေကိုလျှော့ချပြီးတော့ဒီကျန်းကျန်းမာမာနေတိုင်းစားတော့ပြီးနေမယ်ဆိုလို့ရှိရင်ဒီနာတာရှည်ကောင်းတချိုက်ကိုက်တဲ့အချိန်ကြီးအတွက်ကော ပြင်းထန်မှုကိုလျှော့ချနိုင်မယ်။တစ်ဖက်မှာလည်းကာကွယ်ဆေးရောကုသဆေးတွေရောရှိနေတဲ့တွေကြောင့်စိုးရိမ်မှုလျှော့ချပြီးတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းနေထိုင်မယ်လိုအပ်လို့ရှိရင်ကာကွယ်ဆေးတောက်မယ်ဆိုလို့ရှိရင်ဒီလိုပြင်းပြင်းထန်ထန်ခေါင်းကိုက်တာတွေခံစားရတာတွေရောပါသွားမှာဖြစ်ပါတယ်လို့အချမ်းပြေပြောကြားခြင်းပါတယ်။